ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညတင်ဆက်ပေးမှာကတော့ခုံတော်မောင်ကြပန်းဆိုတဲ့ဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်အားလုံးပဲခန်းစားနားဆင်အားပေးကြပါအောင်ခင်ဗျာခုံတော်မောင်ကြပန်းအင်းဝခေကာလမှာပညာဉာဏ်ကြီးမတ်တလောက်စကားရကျွယ်လွန်းလာတဲ့အတွက်ထင်ရှားကြော်ကြားလာတဲ့ခုံတော်မောင်ကြပန်းကိုဗကံမျိုးကစီရင်စုမှုရဲ့သားဦးညာလေးနဲ့မူမျိုးမန်းနယ်ကဆင်းသက်လာတဲ့ဒေါ်နစ်ဆန်တို့မှ ဒဂရီ120မှာမွေးဖွားခဲ့လေတယ်။မောင်ကြပန်းဟာငယ်စဉ်ကလေးဘွားတည်းကနှုတ်ရစကားတတ်သူလေးဖြစ်ပြီးအသက်9နှစ်ကျော်တဲ့အခါမှာတော့မိဘတွေကရွှေကူကျောင်းဆရာတော်ထံမှာစာပေပညာကိုသင်ယူစီခဲ့တယ်။ဒီနေ့မှာတော့ကိုင်းကြီးတပါးကျောင်းနိုင်ရမှာကတ်နေတဲ့အိမ်မြောင်ကိုကြည့်ကဟေ့ကျောင်းသားတွေဒီမှာကြည်စမ်းကျောင်းမြောင်တကောင်းကွာအဲ့ဒီအခါအသက်ကြီးဆုံးကျောင်းသားကမဲရွယ်ပြီးတရားစကားဆိုတယ်။ကိုင်းကြီးကတော့ပောက်ကွေရပြောရမယ်။အိမ်မြောင်ကမြောင်းကျောင်းမြောင်နဲ့ဟာဟာ အိမ်မာနေတော့အိမ်မြောင်ကျောင်းမာနေတော့ကျောင်းမြောင်ပေါ့မဟုတ်တာဗျာအိမ်မြောင်ကအိမ်မြောင်မှာပဲဟဲ့မောင်ကျောင်းသားအဲ့ဒါအိမ်မြောင်မဟုတ်ဘူးကျောင်းမြောင်ကကျောင်းမြောင်တည်ရလားအိမ်မြောင်ကအိမ်မြောင်မှာပဲကိုရင်ကြီးမှားနေပြီငါမမှားဘူးမင်းမှားတာကွာမင်းမှားတာကဲကိုရင်ကြီးနဲ့တပည့်တော်ဘယ်သူမှားလဲမှန်းလဲမေးကြည့်ကြရအောင်အေးကိုရင်တပါပါကျောင်းသားတယောက်ကိုဆုံးဖြတ်ခိုင်းကြမယ်ကောင်းတယ်ဒါပေမဲ့သူတို့ကိုဆုံးဖြတ်ခိုင်းရင်မျက်နှာလိုက်ပြီးဆုံးဖြတ်လိမ့်မယ်ဒီတော့ မနေ့တနေ့ကမှကျောင်းကိုရောက်လာတဲ့ကျောင်းသားတလေးကိုဆုံးဖြတ်ခိုင်းမယ်။အေးကောင်းတယ်။ကိုရင်ကြီးလည်းကျောင်းနိုင်ရန်ကအိမ်မြောင်ကိုဖမ်းပြီးကျောင်းသားကြီးနဲ့တူမောင်ကြပန်းစီသွားကဟေ့ကျောင်းသားတေဟော်ဒီတဲ့ဝါကို "तू ကအိမ်မြောင်လို့ပြောတယ်။ငါကကျောင်းမှာတွေ့လို့ကျောင်းမြောင်လို့ပြောတယ်။ဘယ်သူမှန်းတယ်လဲ။ဘယ်သူမှမမှန်ပါ။ကျောင်းမြောင်လည်းမဟုတ်အိမ်မြောင်လည်းမဟုတ်ပါဘူး။ဟာဒါဆိုဘာကောင်းလဲ။ကိုရင်ကြီးလက်ထဲမှာရှိနေလို့လက်မြောင်သာဖြစ်ပါတယ်။ဟေးဟုတ်တယ်ဟေး။ လက်မြောင်ဆိုတာအမှန်ဆုံးပဲငါတက်စကားတက်သူနဲ့မှလာတိုးနေတယ်တနေ့မှာတော့တကားတယောက်ကရွှေကူချောင်းဆရာတော်ကိုထန်းလျက်အိုတအူလာကတ်တယ်ဒီရစီမှာတော့ထန်းလျက်ကစေးတပါပဲတာဓုကွာတာဓုတာဓုတကားပြန်သွားတော့ဆရာတော်ကကိုရင်ကြီးကိုထန်းလျက်အိုသိမ်းခိုင်းလေတယ်ဟေ့ကိုရင်ကြီးဒီအိုကိုချက်တီခန်းထဲမှာထုတ်တန်းမှာကျိုးနေဆွဲတာတင်ပါဗျာဒီလိုနဲ့ထန်းလျက်အိုရဲ့တောင်းကန်းကကိုရင်ကြီးဖြစ်သွားပါလိမ့်ရောထန်းလျက်အိုကို ျက်စောင်းထိုးနေရသူတွေကတော့ကိုရင်ကောသလနဲ့ကိုရင်နာကားတို့ပဲဖြစ်ပါတယ်။ထန်းလျက်မဆိုင်ရတာကြာပြီးစားကျင်လိုက်တာကွာ။ဟုတ်ပါဆရာတော်ကလည်းဖုံးမပေးသေးတော့ဒိုးလက်စားခွင့်ရဖို့မလွယ်ဘူး။အင်းခိုးစားလို့ဒီသွားရင်လေဆရာတော်ရဲ့ချိန်စာမိမှာချိန်စာမိတာထက်တိတ်ခါချလူဝလဲပြီးเจ้าကနှင်ထုတ်မှာပို့ခက်မှာ။အဲ့ဒီကိုရင်ကြီးနှစ်ပါးရဲ့ညီတော်ဆံကိုပေါင်းကြပန်းကြားသွားရ။ကိုရင်တို့ချက်တီအခန်းထဲကထန်းလျက်စားကျင်လို့လား။ဟုတ်တယ်မောင်ကြပန်း။ ဆရာတော်ကစားခွင့်ပေးမှမဟုတ်ဘူးတို့ကစားကျင်လာပြီဒါဆိုသွားယူစားလိုက်ကြပေါ့ဆရာတော်တီသွားရင်အပြစ်ကြမှာပေါ့ကွာအပြစ်မကြတဲ့နီးနဲ့သွားယူစားကြပေါ့ဘယ်လိုနီးနဲ့သွားယူရမှာလဲဒီလိုလိုကိုရင်နာကကကိုလုံးတောင်းနေကိုရင်ကောတလာကိုကြောပိုးပြီးချက်တီကန်နဲ့ဝင်သွားရမယ်အဲဒီလိုဝင်သွားတဲ့အခါအပေါ်ကိုလုံးဝမကြည့်မိစေနဲ့ထန်းလျက်အိုရောက်တဲ့အခါကိုရင်ကောတလာကထန်းလျက်ကိုနှိုက်ယူပါပြီးရင်ကိုရင်နာကက ကျော်ပူပြီးကျက်တီခန်းထဲကနေပြန်ထွက်ပါကျက်တီခန်းရဲ့အပြင်ရောက်မှကိုရင်ကောသလကကျမ်းပြုံပေါ်ဆင်းမှာထန်းလျက်စားတဲ့အခါတပိတ်ဖုံးနဲ့ထည့်စားကြပါတပိတ်ဖုံးတွေကိုတပိတ်တော့စီးပြေးပြရစီပြီးတော့မှကိုရင်တို့ပေးတဲ့ထန်းလျက်ကိုစားပါမယ်တကယ်လို့ထန်းလျက်ခွဲတွေပြောက်လို့ဆရာတော်ကမေးလိုက်ရင်ကိုရင်ကကတပိတ်တော့ခူးစားဖို့နေနေသသာဥက္ကမောလို့တောင်မကြည့်ပါဘူးလို့ရှောက်ထားလိုက်ကိုရင်ကောသလကတော့ကျက်တီခန်းနဲ့ရောင်လို့တောင်ချိန်မချမိပါလို့ရှောက်ထားလိုက်ဒါဆိုကိုရင်တို့အပြစ်ကလို့ရော့ပါ ပိုင်လိုက်တဲ့အကြံကွာမောင်ကြာပန်းကဒီလိုနေရာမှာတည်ညံသွားတကူဒီလိုနဲ့ကိုရင်နှပါလဲចောင်းသားတွေကိုရင်တွေအလစ်မှာမောင်ကြာပန်းပြီးတဲ့အကြံအတိုင်းထန်းလေးတွေကိုရယူကြတယ်လေထန်းလေးရဲ့ဥကိုမောလို့တော့မကြည့်ဟဲဟဲချက်တွေကန်းတွေကိုရောင်းလို့တော့ချီမကြထန်းလေးကစစ်စင်ရေးကြီးကိုအောင်မြင်စွာဆင်နွှဲပြီးလို့မကြပါဘူးចောင်းမှာပူညာပူညာရရုပ်တဲတဲတွေဖြစ်သွားတော့တယ်ဟာထန်းလေးရဲ့ခဲတွေအတော်ရော့နေပါလားဘယ်သူတွေခိုးစားလဲမသိဘူး ဟေကိုရင်တို့ចောင်းသားတွေချက်တီခန်းထဲကထန်းလျက်ဘယ်သူခိုးစားသလဲကွာဟာကိုရင်ကြီးချို့တို့ချက်တီခန်းသားတော့မကပ်ဘူးနော်တပည့်တော်တို့လဲအရိနာဒနာကံကိုမကျူးလို့မာဩတရားခံရှာမရဘူးပေါ့ရတယ်ဆရာတော်ကိုတိုင်မယ်ဒီလိုနဲ့ကိုရင်ကြီးကဆရာတော်ကိုတိုင်ရာဆရာတော်ကကိုရင်တပားချင်းစီကိုစင်မေးတော့တယ်ဟဲ့နာကချက်တီခန်းထဲကထန်းလျက်ခဲတွေနင်းယူစားသလားဒီမှာဖေဟာတပည့်တော်ကအဲ့ဒီထန်းလျက်အိုးကို ရောင်လို့တော့မောမကြည့်မိပါဗျာ။ကိုရင်ကောသလရဲ့အလဲရောက်လာတော့တပည့်တော်ဟာအခုချိန်ထိကျဲ့တီကန်းတဲ့ကိုခြေမချမိသေးပါဗျာ။တခြားကိုရင်နဲ့ចောင်းသားတွေကလည်းတပည့်တော်အာရိဏဒါနာကံကိုမကျူးလွန်မှုပါဗျာ။တပည့်တော်ငကူကလေးကထမ်းလျက်မချိုက်ပါဘူးဖေ။ဒီလိုနဲ့တရားခံမပေါ်တော့ဆရာတော်ဟာခံပြင်းနေတော့တယ်။အေးပေါ့လေ။ထမ်းလျက်တွေကခြေတော့ပေါ့ပြီးခုံစင်းသွားတာဖြစ်ရမယ်။မောင်ကြမ်းခဲ့ပြီလို့ဟုတ်ပါငါတို့လင်ယာလည်းမရောက်ထမ်းလျက်လည်းအဝါစားရတယ်။ ဘာဖြစ်တယ်ဒီလူကဗဇက်ဖွာတဲ့ကိုရင် ကောသလနဲ့ကိုရင်နာဂတို့ကြောင့်နောက်ရမကြခင်မှာဆရာတော်ကအကြောင်းစုံထီသွားတော့တယ်ဒဲကောသလနဲ့နာဂအခုခေါ်စမ်းဒီတခါတော့ဆရာတော်ကအကြောင်းစုံထီသွားပြီမို့ကိုရင်ကောသလနဲ့နာဂတို့လည်းအမှန်တိုင်းဝန်ခံရလေတော့တယ်တဲ့တပည့်တော်တို့ထမ်းလျက်ယူဆမိပါတယ်ဖေကိုရင်ဖြစ်လျက်အာရိနာဒနာကံကိုကျူးလွန်တာခွင့်လွတ်ကောင်းတာမဟုတ်ဘူးဒါကြောင့်ကောသလရောနာဂပါလူထွက်ကြစီကြကြပန်းလာစမ်း ဆရာတော်ကမျက်နှာတင်းမာနေသလောက်ဂျာပန်ကတော့သူမှအပြစ်မရှိတဲ့ပုံစံမျိုးနဲ့ဆရာတော်ရှိကိုရောက်လာတယ်။ဟဲ့ဂျာပန်ကိုရင်နေကိုတခုလမ်းပြလောက်ခဲ့တာနင်းမှအပြစ်ရှိလားမရှိဘူးလား။အဲ့ဒီလိုမျိုးတော့ရှင်းနေခန်းသာရှိသေးတဲ့မောင်ဂျာပန်ကရဲဝံစွာဖြေလိုက်တယ်။တပည့်တော်မှအပြစ်မရှိပါဘူးဖေ။ဟေးဘလူကိုရင်နေကိုထမ်းလျက်ဘလူခိုးစားရမယ်ဆိုတာနင်းတင်ပေးခဲ့တာမဟုတ်လား။ဒီမှာဖေ။တပည့်တော်ကဘလူခိုးပါလို့တင်ပေးခဲ့တာမဟုတ်ပါဒီလိုနည်းနဲ့ယူရင်တော့အပြစ်လို့ကောင်းရဲ့လို့ ြောပြခဲ့မိတာပါဖေ။ပြီးတော့ဒီကိုရင်းတွေကိုသူမိဘတွေကကြောင်းပါလာအနန္စင်ကတပည့်တော်စီမှာအနန္ခဲ့တာမဟုတ်တဲ့အတွက်တပည့်တော်ကဆုံးမတားမြစ်လဲနာခံမီမဟုတ်ပါ။ဆရာတော်စီမှာအနန္နာဖြစ်လို့ဆရာတော်ဆုံးမတားမြစ်မှသာဖြစ်မှာပါ။အောင်မဲငါပဲတော်လာလှည့်လာသေး။အေးနင်တားမြစ်လို့မရဘူးဆိုလဲထန်းလျက်ခဲတွေပြောက်လို့ငါဆင်းပြီးတော့ကိုရင်းတွေခူးစားမှန်တည့်ရနဲ့နင်ပါလို့မပြောတာလေ။နင်လည်းထန်းလျက်ဝေစုရထားလို့မပြောတာမဟုတ်လား။တင်ပါဗျာ။ အဲ့ဒီတန်းလေးတွေကိုထိန်းသိမ်းဖို့တပည့်တော်ဘူဆရာတော်ကတာဝန်ပေးမထားတဲ့အတွက်အဲ့ဒီတန်းလေးတွေရဲ့ကိစ္စဟာတပည့်တော်နဲ့မဆိုင်ဘူးလို့ယူဆမိပါတယ်ဖေ။ဒါကြောင့်ဦးနဲ့မဆိုင်တဲ့ကိစ္စမှာဝင်းမပြောတာပါဖေ။ပြီးတော့တပည့်တော်ဟာအလို့တူအလို့ပါမဟုတ်လို့ဝေစုလဲမရပါဘူးဖေ။ဒါပေမဲ့နင်လဲတန်းလေးစားခဲ့တာမဟုတ်လား။တင်ပါတပည့်အဖုံးတွေစီးပြီးလို့တခဲပေးတာပါ။အဲ့ဒီတခဲပဲစားရတာပါဖေ။တပည့်တော်တင်ပြလျှောက်ထားခဲ့တာတွေကိုဆရာတော်နည်းနည်းလေးစင်ကြင်ကြည့်ုံနဲ့ ချမ်းလျက်ခဲ့ပြောင်းမှုမှာတပည့်တော်အပြစ်လုံးဝမပါတာတိတာထင်ရှားလာကြောင်းပါမောင်ကြပိုင်းရဲ့လျှောက်ထားချက်အစုံမှာရွှေကူကျောင်းဆရာတော်ဟာပြုံးချင်ချင်ဖြစ်သွားရတယ်ဒီတခါတော့ရှိစီတော့နောက်ကိုအဲ့ဒီလိုထမ်းမဖြစ်ပါစေနဲ့မောင်ကြပန်းအင်းအရွယ်နဲ့မလိုက်အောင်စကားကိုစင်ကြီးစင်လက်နဲ့ပြောတတ်သူလေးပဲမောင်ကြပန်းဟာအသက်15နှစ်အရွယ်ရောက်တဲ့အခါရွှေကူကျောင်းမှာပဲရှင်တာမဏိဝိရာဘွဲ့မိကရှင်ကုန်တလပါအသက်20ပြည့်တဲ့အခါမှာတော့ပဇင့်တက်ပြီး စာပေပရိယတ်တို့ကိုအပတကုတ်လ ీల ကျက်မရာယဟန်တဝါအတွင်းမှာပဲဝင်းဤငါးချမ်းနဲ့တကွအထာကထာတို့ကိုနှက်ဆက်စွာကျင်ညက်ခဲ့လေတယ်။ဒါပေမဲ့ရဟန်းဝင်းနဲ့မပြောပိုက်တော့တဲ့အတွက်လူထွက်ပြီးရှင်းနေလို့ဖြစ်အသက်မွေးရာညာရီထက်မြက်ပြီးပညာရည်ပြည့်ဝလာတဲ့မောင်ကြာပန်းသူလိုက်ပါဆောင်ရွက်ခဲ့တဲ့အမှုတိုင်းလူလူကိုအနိုင်ရတဲ့အတွက်ပကံဒီဇတ်တဝိုက်မှာနာမည်ကုန်တရင်ကြော်ကြလာလေတော့တယ်။သူရဲ့ပြိုင်ပွဲရှင်းနေတွေဟာအရှုံးနဲ့တိုင်ရင်ဆိုင်ရတဲ့အတွက်တော်ယုံရှင်းနေတွေဟာသူ့ကိုရှောင်လင်ရှိကြတယ် ဘာတဖက်ပြိုင်ဘက်ကမောင်ကြပန်းကိုငှားတယ်ဟုတ်လားဒါဆိုတင့်အမှုကိုကြုံမလိုက်တော့ဘူးအချာရှိနေကိုငှားပြီးတော့မောင်ကြပန်းနဲ့ပြိုင်ပြီးချုံရမှာတဲ့ငကိုကလေးကမပြိုင်တာအကောင်းဆုံးပဲတခါမှတော့ဘကိုဟန်တာရီကနေနာမည်ကြီးရှိနေဦးမိုးနဲ့ဖက်ပြိုင်မှုဖြစ်လာပါရောအမှုကလင်မယားကွာရှင်းမှုပါရမဲတိမြူတကြီးရဲ့သားမောင်ဖြူဟာမိဘချင်းသဘောတူပေးစားတဲ့နင်းချောင်ဝမင်းရဲ့တမီးခင်မဲတူကိုလက်ထပ်ပေါင်းသင်းပြီးနေ့အတော်ကြာမှကွာရှင်းလို့ကြောင်းမြို့ဝမင်းနဲ့လျှောက်ထားလေတယ်မြို့ဝမင်းရဲ့ င်မဲတူကိုမပေါင်းလို့တော့၍ကွာရှင်းတို့ကြောင့်ရှောက်ထားပါတယ်ခင်မဲတူကအသက်ရလာလေးမဲလာလေးမှုမကြည့်ယူနိုင်တော့လို့ပါနှစ်နဲ့ချီပေါင်းသွင်းလာပြီးအခုမှဘာလို့ကွာရှင်းတို့ဒါလဲကွယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးခင်မဲတူကမခံမရက်နိုင်ဖြစ်ကမောင်ကြပန်းကိုရှင်းနေငားလေတယ်ကျွန်တော်မျိုးမှကွာမပေးနိုင်ပါဘူးကွာမပေးရအောင်ကူညီပေးပါစိတ်ကြပါခင်မဲတူမောင်ကြပန်းပါပဲကိုပြူကနာမည်ကြီးရှင်းနေကိုငားထားလို့စိတ်ပူလို့ပါရှင်ဒီလိုနဲ့နှစ်ဖက်ရှင်းနေတို့ဟာ တရားခွင်မှာရှောက်လဲချက်တင်ကြတော့ရှင်နေကြီးဦးမှုကစာတန်ပေးတန်နဲ့ရှောက်တယ်ဘဒုံရောက်မဲမင်းထက်မဲဒီမဲမဲတူမဖြူကွာတဲ့မကွာတဲ့ထောက်ချင်တော်မူပါမောင်ကြပန်းကလည်းရှောက်တင်လေတယ်ခုမမဲမဲရှိကမဲဒီမဲမဲတူတူမမဲတူကိုငါဖြူကွာထဲမကွာထိုက်ဘက်မလိုက်ပဲတရားမျှတစွာစီစဉ်ညွှန်ကြားပေးတော်မူပါဗျာမြို့ဝင်မဲလည်းနှစ်ဖက်ရှင်းနေတွေရဲ့ရှောက်လက်ချက်တွေကိုကြားနာပြီးနောက်ဆုံးပြည့်ရခက်နေတယ်ကဲနှစ်ဖက်ရှင်းနေတွေနဲ့ ရှောက်လက်ချက်တွေကသူ့ရှူထောင်းနဲ့သူဟုံးနေတာပဲ။လက်ဖဝါနဲ့လက်ဖမိုးလိုကြီးသူဘက်ကအမှန်ဖြစ်နေတယ်။ဒီတော့ဒီအမှုမှာနှစ်ဖက်အမှုတွေတို့ကယုံကြည်စွာငားရမ်းထားလေတဲ့။နှစ်ဖက်ရှင်းနေတို့ရဲ့ရှောက်တင်မှုစွမ်းရည်ပေါ်မူတည်ပြီးစီရင်ချက်ချမယ်။နှစ်ဖက်ရှင်းနေတို့ကမိမိတို့ရဲ့ဇာတိမိဘဂုံရီတို့ကိုဖော်ထုတ်ရှင်ပြန်ကြစေ။ဒီတစ်ခါမှာလည်းရှင်းနေဦးမိုးကဥစွာရှောက်တင်လေတဲ့။နေရမှာမြို့ရွှေကိုအမိမဲနေတို့ရှင်းနေမောင်ရွှေမို့ဖရမကြိုက်သီးဦး ဦးမိုးလျှောက်တင်ပြည်တာနဲ့မောင်ကြပန်းကလည်းချက်ချင်းလျှောက်တင်လေတယ်။ဟိတ်လေးတံဗျာဒိတ်ခံသည့်နေရက်မှာပြည်ရွှေကန်းအမိမယ်နင်းစံရှင်းနေမှာဗတ်မခံဖရမကာကုတံနှစ်ဖက်ရှင်းနေတွေရဲ့လျှောက်တင်ချက်ကိုကြားနာပြီးမြို့ဦးမင်းကဝေဖန်သုံးသက်အမင်းချမှတ်လေတော့တယ်။အင်းဘကုဟန်တာဝရီကအမင်းတော်ရဦးမိုးရဲ့လျှောက်တင်ချက်မှာဟန်တာဝရီဒေသတော်ဝိုက်ရှိဆန်တော်ရှင်ကြိုက်ထီးဦးစီဒီဟာအထုမြတ်ဖြစ်တယ်လို့ရှင်းနေတွေထဲမှာလည်း ဥမိုးဟာဇဘူးတလူဖြစ်ကြောင်းတင်းမြတ်လျှောက်ထားပုံကောင်းလာပေတယ်။ပကံကအမင်းတို့ရမင်းတင်ပြပုံမှာလဲမြတ်စွာဘုရားရှင်ရဲ့အဟိလေးပါးနဲ့ပြည့်စုံရာဗျာဒိတော်ရပကံမှုရဲ့ဂုံကိုပေါ်လွင်စေသလိုပြိုင်ပကင်းနဲ့ရှေ့နေအဖြစ်ရှေ့နေတွင်ဘက်မခံဆိုတဲ့စာသားနဲ့ထင်းလင်းပေါ်လွင်စေတဲ့အပြင်ဖရာမကာကုတန်ဆိုပြီးဒီဘဒကဘာမှာအူဆုံးပွင့်တဲ့ဘုရားရှင်ရဲ့ဂုံကိုဖော်ကျူသွားပုံဟာချီကျူးပွဲကောင်းလာပါတယ်။အမင်းတို့ရမင်းနှစ်ဦးရဲ့ဂုံကြီးဖော်ကျူတင်ပြမှုတွေမှာခင်မဲတို့ဘက်ကအမင်းတို့ရမင်းကပူတာတဲ့အပြင် ခင်မဲတူအနေနဲ့လဲလောလယ်မှားယွင်းမှုကြောင့်အသားပူမဲသွားခြင်းမဟုတ်လို့အပြစ်တစုံတရာမရှိချေဒါကြောင့်ဆွဲဆိုတဲ့အမှုမှာခင်မဲတူကိုအနိုင်ပေးလိုက်တယ်တရားပြိုင်မောင်းဖြူဟာလင်းဝေတရားမပြတ်ဆက်လက်ပေါင်းသွင်းစေအောက်မြမာပြည်ကနာမည်ကြီးရှင်းနေဥမှုကိုအနိုင်ယူပြလိုက်တဲ့အတွက်အောင်ကြပန်းရဲ့ဂုံတရင်ဟာပုံမူကြော်ကြလာတော့တယ်တခါမှတော့ပကန်းတဲ့တခွင်မှာမောင်ကြပန်းအကြောင်းကိုပြောမစွန့်အောင်ဖြစ်သွားကြတဲ့အမှုတစ်ခုမျိုးဝမင်းရဲ့ခုံရုံးစီတက်လာခဲ့တယ်ပြည့်စင်ရမိမျိုးဝင်ကလည်း မကြခင်ကမှအင်းဝဘီရင်ကခံထားသည့်မျိုးဝင်အစ်တအဲ့ဒီမျိုးဝင်အစ်တဟာမျိုးဝင်မဖြစ်ခင်ကတည်းကမောင်ကြပန်းရဲ့အောင်မြင်ကျော်ကြားမှုတွေကိုမနာလိုနေသူဖြစ်တယ်။ဒီကောင်ကဘာမို့လို့လဲ။ငါနဲ့တွေးပြီးသားမှတ်ဖြစ်လာတဲ့အမှုကတော့လေတကြီးကုံသေးရွှေဝါဟာဖွဲ့စားကြီးဥဒ္ဒရာစီကကုံငွေဘူး900ကိုခောက်ပြန်ပြီးချူတင်ယူရာအောက်ပြီးအောက်ရွာတို့ကုံသေးသွားပြီးပြန်လာပါကလေပါကုံတို့ကိုချိန်တွယ်ပိဆက်ပါမိဟုဂရီးပြူစာချုပ်ချုပ်ပါသည်။အဲ့ဒီလိုစာချုပ်ချုပ်ပြီးကုံသွဲသွားရမှာပြန်လာတော့အခါ လေတကြီးကုံတွေရွှေဝါကပါလာတဲ့ကုံတွေကိုချိန်တွဲပြီးကဲကျုပ်ကတိအတိုင်းလှေပေါ်ပါလာတဲ့ကုံတွေကိုဥဒရာစီ အနှင်းပါမယ်ဥဒရာစီအနံပါမယ်ဟိမောင်ရွှေဝါစာချုပ်ထဲမှာလေပါကုံတို့ကိုချိန်တွဲပေးဆက်ပါမယ်လို့ပါတယ်လေဒီတော့လေရောကုံတွေပါငါ့ကိုအဲ့မှာခြေနဲ့နိုင်မယ်မဟုတ်တာပဲဗျာလေနဲ့ပါလာတဲ့ကုံကိုပဲအပ်ပါမယ်လို့ပြောတာပါဒီလိုနဲ့ပွဲစားကြီးဥဒရာဟာလေကိုပါရယူလို့ကြောင်းမျိုးဝုံတစ္စီကိုရှောက်ထားတိုင်ကြတော့တယ် မဟုတ်ဘူးကွာစာချုပ်ရလေးပါပါတယ်ဒီတော့ဥဒ္ဒရာဟာကျောက်ပလောင်ဘက်ကရှင်းနေကြီးဥညွရောင်ကိုငါကအမှုရင်ဆိုင်မှုပြင်တော့လေတယ်မောင်ရှူဝါကနာမည်ကျော်ရှင်းနေမောင်ကြပန်းကိုငှားထားတယ်တဲ့စိတ်ကြပါဗျာကြပန်းလောက်ကတော့ညူရောင်တို့ကပြုတ်တော်ပြူစားလိုက်အောင်မယ်မောင်ကြပန်းကတော့မောင်ရှူဝါကိုအတိချမာတယ်တရားခွင်မှာကျုပ်ဘလောက်စူးစူးဆဲဆဲခမည်းမနာလေနဲ့ဟုတ်ဟုတ်ကဲ့ပါမနာပါဘူး ချိုးပြောသည်များအလိုက်ထိုက်ပြန်ပြောခမရအမှုနိုင်စေရမယ်ဟုတ်ဟုတ်ကဲ့ပါအမိန်တော်တိုင်းပါဒီလိုနဲ့အမှုစစ်မဲ့နေ့လည်းရောက်လာရောဒူဝများစိတ်ဝင်စားတဲ့အမှုဖြစ်တဲ့အပြင်နာမည်ကျော်မောင်ကြာပန်းလိုက်တဲ့အမှုမှုနားထောင်ကျင်သူတွေဟာပြင်းထန်နေလေတယ်အမှုနာကြမဲ့မျိုးဝင်ကမောင်ကြာပန်းကိုစိတ်ထဲကသိမ့်မကြည့်တဲ့အတွက်တရုတ်တည်မဆက်ဆံခြင်းဘူးမောင်ကြာပန်းကလည်းအဖတ်မတန်တလို့နေတဲ့မျိုးဝင်ကိုခက်တီတီပဲနေလိုက်တယ်မောင်ရွှေဝါရဲ့အကျိုးတော်ဆောင်အမိန်တော်ရရှိနေမောင်ကြာပန်းရုံးတော်ရှိရောက်ရှိပါပြီ အဲဘုရားဘုရားမောင်ရွှေကလည်းတရားစီရင်ခံရန်ရုံးတော်ရှိရောက်ရှိပါပြီအင်းဘုရားဘုရားမြို့ဘုံကလည်းသူ့ကိုယူယူတည်တည်နဲ့ဘုရားဘုရားလို့အဖျားစုကမလျှောက်ချင်တဲ့မောင်ကြပန်းရဲ့အချိုးကိုတီးလို့အေးမလို့ဖဲနေတယ်သုံးလူချင်းလျှောက်လို့မှမြို့ဘုံကအဖက်မလို့ရာမောင်ကြပန်းလည်းပညာပြလီတော့တယ်သူကရှူဝါဘက်ကောင်းခဲ့ကြည့်ကဟဲ့ကောင်မာဒီလောက်ရှိနေရှိမှလျှောက်တည်နေတာကိုနင်မကြမမြင်ဘူးလားခွေးမသားနာခမ်းရဲ့ဒါ ဒါငါ့ကိုပြောတာဒါပေမဲ့ဒီမျက်နှာကရွှေဝါးပဲလက်နေတော့ငါဆွဆွဲရခက်နေပါလားလှုပ်ထားကြအောင်လှုပ်ထားကြအောင်ပေါ့ဂျာပန်ရေအဲ့ဒီနောက်ရွှေဝါးနဲ့ဥဒရာတို့ချုံးဆူထားတဲ့စာချုပ်ကိုမြို့ဝမင်းစီတင်ပြကြပြီနဖက်ရှင်းနေတို့ဥပဒေကြောင်းအရနမတက်ပြတ်ထုံးတို့ကိုကိုကရှောက်တင်ကြတယ်ကျွန်တော်မျိုးရဲ့အမှုတွေရွှေဝါးဟာမွေခွန်းရယူစဉ်ကလေးကကုံကိုပြန်ပေးပါမယ်လို့စာချုပ်ထဲမှာထည့်ချုပ်ထားတာဖြစ်ပါတယ်ကုံကလည်းအိမ်မှာရှိတော့ကုံဆိုင်မှာရှိတော့ကုံလို့မညွန်တာပဲ လေပါကုံလို့သာစာရုပ်ထဲမှာထည့်ချုပ်ထားလို့လေပေါ်ပါကုံကိုပြီးရင်ရှိုးဝဘက်ကတာဝန်ကြီးပါပြီဟင်းဟင်းရှင်းနေကလေးမောင်ကြပန်းဟာလူသေးတော့စာတလုံးရဲ့အသေးပဲကိုတီးဖို့မပေါ်ဘူးစာရုပ်ထဲမှာလေပါကုံလို့ရေးထားလေတော့လေလဲပါတယ်ကုံလဲပါတယ်ဆိုတဲ့သဘောอืมစာတလုံးဖျားတဆူဆိုတာစာတလုံးရဲ့အသေးပဲကိုမသိတာဘဝသူရနေရှာတာပဲဟွန်းတကူလုံးဝဲချောက်တွေပေါင်းနေတော့ရှင်းနေကြီးဥညိုရောင်ရဲ့ဝဲကုံရဲ့အသက်လွန်နှိပ်ကွက်လိုက်ရာ ဆက်စပ်တိမခံတဲ့မောင်ကြပန်းလဲအင်းရှင်နေကြီးကတော့စာပေဘုသူဒ်ကျွဲဝါတယ်ပေါ့အိုးကျွဲမကျွဲကျုံမလိလာမကြည့်ဘူးတဲ့ပေပရပိုက်ချမ်းရည်လို့မရှိမရှိဟုတ်ပြီဒါဆိုရင်အနောက်မြစည်းမတိုင်းကရှေးချမ်းတက်စုမှာဘာယာနဒီပြည်ကဂရေရှိဆက်တထေးကြီးဟာထူးဆန်းတဲ့မြို့နိုင်မွေအဖြစ်ကြုံရတဲ့အကြောင်းဖတ်ဘူးပါသလားအေးအဲ့အဲ့ဒါတော့မဖတ်ဘူးပါဘူးအင်းဒါဆိုရင်ပြောပြမယ်နားထောင်ကြည့်ပါရှင်နေကြီး တနေ့မနေ့မှာဂရေရှိတဲ့တထေးကြီးဟာလေသာပြတင်းကနေကြီးလိုက်တဲ့အခါသူ့မွေးထားတဲ့ခွေးနဲ့ကြောင်ရဲ့ထူးခြားတဲ့အဖြစ်ကိုမယုံနိုင်ဘူးရတွေ့လိုက်ရတဲ့ဗျာအဲ့ဒါကတော့ခွေးဝဲစားဦးကြီးဟာသူ့ဟာအကောင်ကြီးတယ်အဲ့တို့ကြောင့်ရင်းချက်တယ်ဆိုပြီးကြောင်ကလေးကိုကိုက်စားဖို့ဟင်းရောက်နေတယ်အဲ့ဒီအချိန်မှာကြောင်ကလေးကခွေးဝဲစားဦးကြီးရဲ့ခေါင်းကိုလွာကနေခုန်တက်လိုက်ပြီးခွေးဝဲစားဦးကြီးရဲ့ခေါင်းကိုကိုက်ဖောက်လိုက်တဲ့ပြည်တာနဲ့ခွေးဝဲစားဦးကြီးရဲ့အုံနောက်ကိုဖောက်စားလိုက်ရာခွေးဝဲစားဦးကြီးမှာဘုံဘုံလဲကြပြီး တေဆုံသွားပါရောတယ်အခုကျိုးတို့တရားရင်ဆိုင်နေတဲ့အမှုမှာငါကအသက်ပူကြီးတယ်ဘာပူကြီးတယ်ဆိုတော့ရှင်နေကြီးကိုလည်းမကြခင်မရှုမလနဲ့ခွေးဝဲစားအိုကြီးလိုမကြရှုံးပါဘူးလို့ဘယ်သူမှမပြောနိုင်ပါဘူးဦးညိုရောင်ဟာအဲ့ဒီခွေးဝဲစားအိုကြီးနဲ့နိုင်ခန္ဓာခံလိုက်ရပေမဲ့သူစကားနဲ့သူပြန်ခံလိုက်ရတာမှရင်းထဲမှာသာချိတ်ပြီးပောက်ကွဲနေတယ်ဟဲဟဲလုထားဦးမော်ကွာဒါပေမဲ့နောက်ဆုံးစီရင်ချက်ချတဲ့နေ့မှာတော့မြို့ဝမင်းဟာဦးညိုရောင်တို့ဘက်ကိုအနိုင်ပြလိုက်တော့တယ် ကိုမာလီဆိုတဲ့ဂရိအတိုင်းကိုရောလီပါငွေရှိဝါကပြီးစီဟဲဟဲတွေ့လားမှတ်ပလားကြပန်းအင်းမြို့ဦးမင်းရဲ့စီရင်ချက်ကိုချင်းနဲ့စွာခံမမယ်ဒါပေမဲ့စာချုပ်ထဲမှာလီပါကုံကိုချိန်တွယ်ပေးဆက်ရမည်လို့ပါတဲ့ဂရိအတိုင်းလီကိုပါချိန်တွယ်ပြီးယူပါမယူရင်တော့စာချုပ်ပြက်ပြက်ပြီးလို့မှတ်ယူရမှာဖြစ်ပါတယ်ဟာအဲအဲ့ဒီလေကြီးကိုဘယ်လိုချိန်တွယ်လို့ရမှာလဲဗျာအဲအမင်းတို့မင်းရဲ့လုတ်ပါအောင်စာချုပ်ပြက်ပြီးကျုပ်ရဲ့ငွေ900ပါသုံးမဲ့ဂိမ်းမလား ရှင်းနေကြီးဥညွရောင်ရော မြို့ဦးမင်းမှာဥကြောင်ကြောင်ဖြစ်သွားကြရတော့တယ်။မောင်ကြပန်းမောင်ကြပန်းသူပြောတဲ့ပုံမြင်တဲ့ကလူခိုးဝဲသားဦးကြီးရဲ့အုံနောက်ကိုကြောင်ကလေးကဖောက်စားသွားတာပါလား။ဒီလိုနဲ့မြို့ဦးမင်းဟာသူ့ရဲ့စီရင်ချက်ကိုပြန်ယုံသိမ်းပြီးစီရင်ချက်အစ်တကိုချမှတ်လေတော့တယ်။ဤယုံဤပထမစီရင်ချက်အားဤစီရင်ချက်ဖြင့်ဖက်ပြက်ပြီးဤစီရင်ချက်တည်သာအတိဖြစ်စေရမယ်။ငွေရွှေဝါကလေဘောပါကုံတို့အားချိန်တွယ်ပြီးအတပြား900နဲ့အတူကိုပေးရစီ။ငွေရွှေဝါဤလေဟာ မူရင်တိုင်ငရွှေဝါကပိုင်းစီမြို့ဝမင်းရဲ့စီရင်ချက်အတိုင်းမောင်ကြပန်းရွှေဝါနဲ့ဥဒရာတို့သဘောတူညီကြသလိုလာရောက်ကြည့်ရှုသူအပေါင်းကလည်းနှစ်ထောင်အားရဖြစ်ကြတယ်။မောင်ကြပန်းရဲ့ဂုံတရင်လည်းပုံမလို့ကြောကြားသွားလီတော့တယ်။မောင်ကြပန်းရဲ့ဉာဏ်ပညာကြီးမားမှုနှုတ်ရစကားတတ်မှုတွေကြောင့်သူရဲ့ပြိုင်ဖက်ရတဲ့ရှင်းနေရှိရတို့ဟာအရှုံကြီးရှုံးရလျာ။ဤအမှုတွေဘက်ကမန်လီရဲ့ကြပန်းရဲ့ရှောက်ချက်တွေကကောင်းလွန်းလို့ရှုံးရတယ်ဗျ။ကျိုးကတော့ ဂျာပန်နဲ့ရှင်ပြန်ရမယ်အမှုမျိုးဆိုအမှုမလိုက်ချင်တော့ဘူးဗျာဘယ်နဲ့မှန်လဲရှုံမှားလဲရှုံအမှုဖြစ်သူတွေကလည်းဟေးငါတို့ဘက်ကအမင်းတို့ရာမင်းဂျာပန်ကိုသာငားနိုင်နိုင်ပြီးသားအင်းဒီတိုင်းဆိုခက်ပြီးတရားခွင်ရောက်တိုင်းမောင်ဂျာပန်ကကြီးနိုင်နေတော့တရားကိုနမ်းမဆောင်ပဲမောင်ဂျာပန်စောင့်နေလို့ပြောရမလို့ဖြစ်နေပြီနောက်ဆုံးဆရာတော်တန်ဃာတော်တွေပါမနေနိုင်တော့ပဲညှိနှိုင်းတိုင်းမင်းကကိုတို့တို့ကြာရင်ဓမ္မကအဓမ္မကိန်းဆိုင်လိမ့်မယ် အောင်ကြပန်းကိုခေါ်ယူဆွေးနွေးတိုင်ပင်ကမြစ်တာရက်ခံတော့လေတယ်တကားတော့တကားတော့ရဲ့ဉာဏ်ပညာနှုတ်ရေးကြွယ်မှုတွေကိုဒီပကံဒေသတို့ခွင်မှာရှင်နိုင်နေရှိနေရှိရတော့မရှိတာမို့တကားတော့လိုက်ပါဆောင်ရွက်တဲ့အမှုတိုင်းအောင်သည်ဖြစ်ပေမဲ့ရှင်းနေလို့မြည်သည်ရက်တီပေးရတာဟာအပြစ်ကြီးလာပါတယ်တကားတော့ကိုကိုငားတဲ့အမှုတွေနိုင်မှုသာဆောင်ရွက်ပေးရတာမို့ကိုဘက်ကအမှန်မှန်မတရားမှန်တည့်ရနဲ့ဒါကြောင့်အပြစ်ဖြစ်စီမဲ့ရှင်းနေလို့ကိုရက်တံပြီးအမှုမှန်ပေါ်အောင်စီရင်ဆုံးဖြတ်ပေးရတဲ့ ခုံသမารီအဖြစ်ပြောင်းလဲလုပ်ကင်ဖို့မေတ္တာရက်ခံလိုပါတယ်။အမှန်တရားကိုမြန်တို့သူအလုံးကလည်းတက္ကတော်မောင်ကြပန်းကိုခုံသမารီအဖြစ်တင်မြှောက်လိုကြတယ်။ဘယ်လိုသဘောရသလဲတက္ကတော်။တင်ပါတပည့်တော်ဟာဆရာတော်ရဲ့ဆန္ဒအတိုင်းခုံမင်းအဖြစ် ဆောင်ရွက်ပါတော့မယ်ဖေဟာ။အင်းဝနေပြီးတော့မှအပဘယ်မျိုးရွာတွေမှမှ ရှေ့နေလိုက်ခြင်းမပြုတော့ပါဖေဟာ။ခုံမင်းအဖြစ်ဆောင်ရွက်ရမှာလဲတစိုးလက်ဆောင်မယူပဲအမှန်တရားတိုင်းဆုံးဖြတ်ပါမယ်ဖေဟာ။အဲ့ဒီလိုခုံတော်မောင်ကြပန်းရဲ့လိုဖြစ်လာခြင်းမှာ ခက်ခဲလာတဲ့အမှုတစ်ခုကိုစီရင်ဆုံးဖြတ်ပေးဖို့ကြုံကြိုက်လာကြတော့တယ်ဖြစ်ပုံကဒီလိုပါပကံမျိုးတူးရင်းရွာတိုင်းသားငရဲနိုင်ဟာအင်းဝတက်တွေဟန်တာရီကိုခြေတဲတိုက်ခိုက်ရမှာတက်မှုလေးဖြစ်လိုက်ပါသွားရာတိုက်ပွဲမှာဒဏ်ရာကြီးစွာရပြီးအောင်ဘွက်ကန်အင်းဝတက်တော်ကြီးပြန်လာချိန်မှာငရဲနိုင်ပြန်မလာနိုင်တော့ပါအိုးမောင်ကြီးရန်နိုင်ရဲ့ဖြစ်မှဖြစ်ရလေငရဲနိုင်ရဲ့ဇနီးကျော်လေးမဖောက်ဦးဟာလင်းသားအတွက်ဝမ်းနေခြေခွဲမဆုံးတော့ပါမုံဆုံးမလေးနဲ့နှစ်နှစ်ကျော်နေခဲ့ပြီးမှ ။တပင်လဲလို့တပင်ထူဆိုတဲ့စကားအတိုင်းငါဘိုးဖြူကိုလက်ထက်ယူလိုက်တယ်။ငါဘိုးဖြူကမဖို့ဦးကိုအင်မတန်ချစ်ခင်ကျင်နာယူရစွာပေါင်းသင်းရှာတယ်။ဒီလိုနဲ့သူတို့ဘဝကလေးဆိုပြချမ်းမြေပျော်ရွှင်စွာနေတော့မှာမဖို့အိမ်လုံးတွေနားလိုက်ပါအောင်ကွယ်ပြန်မှန်လွန်းလှပါတယ်။မမျော်လင့်မဲ့သူ့ရဲ့ပထမယောက်ျားမောင်ရန်နိုင်ပြန်ရောက်လာလေတယ်။အိုးမောင်မောင်ကြီးရန်နိုင်ပါလား။မောင်မောင်ကြီးမသေးဘူးနော်။မသေးလို့မဖို့ဦးစီကို ပြန်လာတာပေါ့ကွာ။တကယ်တော့ငရန်နိုင်ဟာ တိုက်ပွဲမှာပြင်းထန်စွာဒဏ်ရာရရှိပြီးခြုံကြီးတစ်ခုထဲမှာမင်းမျိုးနေရမှဘုံတော်ကြီးတစ်ပါးကတွေ့မြင်သွားပြီးအလိုတွေးတန်ရဲရဲနဲ့ပါလားတော့ပါသေးရဲ့အသက်ရှင်နေသေးလို့เจ้าသင်ငန်းကိုခေါ်ပြီးကုသပေးရမယ်အဲ့ဒီလိုနဲ့ငရန်တိုင်းဟာတော်တော်နဲ့ထက်ကဘုံကြီးเจ้าမှာတောင်းတနေပြီးဒဏ်ရာပြင်းထန်တဲ့အတွက်နှစ်ပေါအောင်ကုသခံယူနေရတယ်ဒဏ်ရာတွေပျောက်ကင်းပြန်တော့လေလာတော့ကြအပြန်မွေးရတယ်ခီးပန်းကလည်းခက်ခဲဝေးလန်တာကြောင့်နှစ်နှစ်ကျော်မှရွာပြန်ရောက်လာတာဖြစ်တယ် ခုတော့လေငါမရကိုသူများကတိမ့်ပိုက်ထားပါလားကွယ်ငါမကျင့်တတ်ဘူးငါဘိုးပြူကိုမရပြန်ရလိုမှုနဲ့တရားဆွဲရမယ်ဒီလိုနဲ့အဲ့ဒီမှုဟာခုံတော်မောင်ကြပန်းစီကိုရောက်လာတော့တယ်မဖို့ဘူးငရန်တိုင်းနဲ့ပေါင်းသင်းစဉ်ကငရန်တိုင်းဟာလင်းဝေတရားမကြည်ပုံခဲ့တာရှိလားမရှိပါဘူးခုံမရဲ့လင်းဝေတရားကိုအင်မတန်ကြည်ပုံခဲ့တဲ့သူပါငါဘိုးပြူကရောက်ွယ်မောင်ကြီးဘိုးပြူကလည်းလင်းဝေတရားကြည်ပုံပြီးကျမကိုချစ်ခင်ချင်နာတတ်သူပါကဲဒါဆို သူတို့နောက်ထပ်ကဘယ်သူအပေါ်မြစ်တာပို့သလဲမမှန်ဖြစ်နော်ဟုတ်ကဲ့ရှင်မမှန်ဖြစ်ရမှာဖြင့်သူတို့နှစ်ဦးပေါ်သူညီတဲ့မြစ်တာထားမိပါတယ်ကဲငရေနိုင်မဖို့ဦးကိုဆွန့်လွတ်နိုင်မလားမဆွန့်လွတ်နိုင်လို့တရားဆွဲရเจ้าမှာကဲဒါဆိုငဘိုးဖြူကရောကွာရှင်ပေးနိုင်မလားကွာရှင်မပေးနိုင်ပါဘူးခင်ဗျာမအော်ဖူကိုကာမပိုင်မရှိလွတ်လပ်သူမှုသိရှိပြီးမှချင်းမြဲနို့လို့လက်ထပ်ခဲ့တာပါကဲကဲဒီအမှုကတော့အင်မတန်ဆုံးဖြတ်ရခဲ့တဲ့အမှုဖြစ်တယ်ဒါကြောင့်ဆုံးဖြတ်ပေးနိုင်ဖို့ နောက်ဘက်ကိုယုံကျင်ချင်းလိုက်တယ်။ငရံပိုင်းနဲ့ငပိုးဖြူအဒီအမှုကို မစီရင်ခင်မောက်ဖူကိုကြော့အိမ်မှာထားရမယ်။သဘောတူလား။တူပါတယ်ခင်ဗျာ။စီရင်ချက်ချမနေကို ရောက်ရှိလာခဲ့ပြီ။ဟာဒီနေ့စီရင်ချက်ချမနေလေဘာလို့ခွန်ယုံးကပိတ်ထားရတာတုံး။စီရင်ချက်ချစရာမလိုတော့ဘူး။မင်းကြီးကပဲမဖုတ်ဘူး။အပြင်းပြပြီးဆုံးသွားပြီ။ခုံမင်းမောင်ကြပန်းလဲသူ့မှာနိုင်ရေးဖြစ်နေလို့ယုံပိတ်ထားတာတဲ့။အားရတဲ့ရင်လာမေးတဲ့သူတွေဝင်လိုက်ထွက်လိုက်နဲ့ခုံတော်မောင်ကြပန်းရဲ့အင်စီကို မရနိုင်နဲ့မပိုးဖြူတို့လည်းအပြီလွာရောက်လာကြတယ်မမဖို့ဘူးဘလို့ဖြစ်တာလဲခုံးမရဲ့အေးပြီးခဲ့တဲ့၃ရက်လောက်ကပဲမဖို့ဘူးရေချိုးမှပြီးအပြင်ပြားရကတတိလဲသွားခဲ့တာပဲကျို့တို့လည်းမရလဲတမားတော်တော်ကြီးကြီးကိုခေါ်ပြီးကူတာပေးပါတယ်ဒါပေမဲ့အဖျားကမကြပဲဒီနေ့မနက်ကပဲဆုံးသွားတာပါခကြီးကဝေလို့တော့မောင်မင်းတို့စီလဲအကြောင်းမကြပြစ်ခဲ့ဘူးလေကျို့ရင်မှနိုင်ဖြစ်နေတော့လဲကျို့ကအဆဆရရတောင်းငန်စီစီနေရတာပေါ့ခြေစူးတင်ပါတယ်ခုံးမရဲ့ ြစ်ရလေမဖို့ဦးရဖြစ်ရလေအင်းဒါတဲ့မဖို့ဦးရနိုင်ကိစ္စအတွက်ကုညာစိတ်တွေအများကြီးရှိတယ်အဲ့ဒီကုညာစိတ်အဝဝကိုမောင်မင်းတို့နှစ်ယောက်နဲ့ဘသူကတောင်းဝင်ယူมาလဲငရနိုင်ကတောင်းဝင်ယူပေးနိုင်မလားအဲအဲ့ဒါကတော့မဖြစ်နိုင်ဘူးထင်တယ်ဘာဖြစ်လို့လဲမူလပိုင်ရှင်ကမောင်မင်းမဲမဟုတ်လားတောင်းဝင်ယူတင်တာပေါ့အဲအဲ့ဒါကတော့ခုံးမင်းရဲ့အခုတော့မဖို့ဦးကသူများမယားဖြစ်နေပြီပဲမဖို့ဦးရဲ့ကိစ္စဝဝကိုလက်ရှိပိုင်ဆိုင်သူကသာတောင်းဝင်ယူတင်มาတယ် ဒါဆိုငပိုးပြူကရောကိုညာစီအားလုံးကိုတာဝန်ယူနိုင်မလားတာဝန်ယူနိုင်မှာတဲ့ခုံမင်းမဖို့ဦးနဲ့ပတ်သက်လို့ကျွန်တော်မျိုးမှာတာဝန်ရှိပါတယ်ကဲအခုရောက်ရှိနေတဲ့အပြစ်သက်အားလုံးမဖို့ဦးကိုဘယ်သူပိုင်သိနေလို့အဖြစ်ထွက်ပါပြီမဖို့ဦးနဲ့ပတ်သက်လို့တာဝန်သိစွာတာဝန်ယူတတ်တဲ့သူငပိုးပြူသာမဖို့ဦးကိုပိုင်စီအဲ့ဒီချိန်မှာပဲအတွင်ခန်းထဲကနေလှပကြော်ရွှင်းစွာဝှစ်ဆင်ထားတဲ့မအော့ဖူလမ်းထွက်လာခဲ့ပါတယ်ဟာမအော့ဖူပါလားမအော့ဖူတကယ်မသိဘူးကို ခက်ခဲလာတဲ့အမှုကိုပြည့်ရတုံးပြီးခုံတော်မောင်ကြပန်းကဖြည့်ရှင်းနိုင်ခဲ့ချေပြီ။ဥစာရင်မှန်လို့ပြင်ရတာခုံမင်းကိုကျေးဇူးတင်လာပါတယ်ခင်ဗျာ။ပကံဒီသားတို့ခွင်မှာထင်ရှားနာမည်ကြော်ကြားနေတာကိုအမျက်နိုင်တဲ့မောင်ကြပန်းဟာခုံမင်းအပြစ်မှာနှုတ်ထွက်ပြီးအင်းဝနေပြည်တော်စီမိသားစုနဲ့အတူပြောင်းရွှေ့ကာရှင်းနေလိုက်ပြန်တော့လေ။အင်းဝနေပြည်တော်မှာသူလိုက်တဲ့အမှုတိုင်းအနိုင်ရတာမို့ထင်ရှားကြော်ကြားလျက်ရှိပြန်နေ။ဟမ်ငါလိုလူဇပူမှာရှိသေးရဲ့လား။ကြပန်းကွာနော်။ဒီလိုနဲ့မောင်ကြပန်းဟာ ပညာမာနထောင်လွှားလျက်ရှိစဉ်အင်ဝါခေမှာရှင်မဟာတိလဝန္တရှင်ဥဒ္ဓမကျော်ရှင်ခေမှာရှင်ဥညွရဲလို့ပေလေးပင်ရှင်လေးပါစင်းဝင်ထင်ရှားကြော်ကြားလာတဲ့ယဟန်ပညာရှိတွေကရှင်ဥဒ္ဓမကျော်ဟာငေကာမာတော့မင်းစရာဖြစ်နေတဲ့တငယ်ချင်းရှင်မဟာတိလဝန္တကိုတွေ့ကျင်လို့အင်ဝါနေပြည်တော်ကိုကြွလာခဲ့လေတယ်ရှင်ဥဒ္ဓမကျော်ဟာအင်ဝါကနေရှင်မဟာတိလဝန္တတရင်သုံးရာစကိုင်းပက်စီခီးမဆက်မီဆွန်လို့ငါအင်ဝါမြူတဲကိုဆွန်ကန်ဝင်ခဲ့လေတယ် အဲ့ဒီမှာရှင်ဦးဓမ္မကျော်ဟာလမ်းတနေရာမှာမောင်ကြာပန်းနဲ့ဆုံတယ်။ဂုံတရင်ကိုကြားဖို့ပြိမဲ့လူကမမြင်ဘူးတော့မောင်ကြာပန်းမှမသိပါဘူး။မောင်ကြာပန်းကလည်းရဟပညာရှိရှင်ဦးဓမ္မကျော်ရဲ့ဂုံတရင်ကိုကြားဖို့ပြိမဲ့မမြင်ဘူးတော့မသိပါဘူး။ရှင်ဦးဓမ္မကျော်ကဒေတာဆင်းမှုမေးမိလိုက်တယ်။တကားဒီအင်းဝမှာဆွန့်ကပ်ဝင်ရင်အဆင်ပြေနိုင်ပါမလား။ကိုတော်ကဒီလိုမေးတော့ဒီရဒီတာကမဟုတ်ဘူးနဲ့တူတယ်။တောင်တွင်းကြီးကပါ။အော်တော်ပုံကြီးကိုဒါကြောင့်အင်းဝမှာဦးလေလေဖြစ်နေတာထင်ပါ။ ရှင်ဥဒမကျော်ဟာမောင်မရိုင်းပြတဲ့မောင်ကြပန်းရဲ့စကားကိုတီးခံပြီးထမ်းပြီးတော့မူတယ်။တကားဒီအင်းဝမှာဆွန့်ခိုင်ရင်အဆင်ပြေနိုင်ပါမလား။ရောကိုရော်နဲ့ဖုံးကြည့်ပြီးပြီးတဲအတကူဘယ်အင်းဖြစ်ဖြစ်တက်ပြီးအင်းရှင်မကိုပားရပြီးဆွန့်လောင်ခိုင်းရင်တော့ဆွန့်တက်နဲ့အဆင်ပြေတယ်မှန်။မောင်ကြပန်းကခက်ဆက်ဆက်ပြောပြီးထွက်သွားလိတော့နောက်ထပ်တကားတယောက်နဲ့တွေ့တာနဲ့ရှင်ဥဒမကျော်ကမေးလိုက်တယ်။တကားကြီးဟောဟုကထွက်သွားတဲ့တကားဟာဘယ်သူများလဲစကားပြောမောင်မလာကြည့်လား။အရှင်ဖေဟာအဲ့ဒါ နာမည်ကျော်မောင်ကြပန်းမှာသူကအောင်မြင်ကြကြလေတော့အချင်းချင်းမပြောနဲ့ရန်တန်ငါတွေကိုတောင်ပမာမခန့်လုဆဲမြဲပါ။အော်ဒီလိုလား။တင်မဖေရနှုတ်ရစကားတက်သူမို့လဲသူ့ကိုရှင်နိုင်တဲ့သူမရှိသေးပါဖေရ။ဒါထက်သူ့ရင်ကဘယ်နားမှာလဲ။ဟောဒီလန်အစုံဝက်ဘက်ကိုလိုက်ရင်အရင်ဆုံးတွေ့ရတဲ့အိမ်ပါဖေရ။ရှုံးတမကျော်ဟာမောင်ကြပန်းရဲ့အိမ်ဘက်ကြွားသွားပြီးအိမ်မော်တက်သွားရာမောင်ကြပန်းရဲ့မိမကိုတွေ့ရလေတယ်။ဟဲ့တကမှာမောင်ကြပန်းရဲ့အိမ်မဟုတ်လား။တင်မဖေရတကယ်မှာက တကမကမောင်ကြပန်းရဲ့အင်းရှင်မလားတင်မဗျာအဲ့ဒီမှာရင်ရှိုးတမကျော်ကပါရိုက်လိုက်တာအောင်မလေးတော်ဟဲ့တကယ်မငါ့ကိုစွန်းတက်နေစာကစမ်းတင်တင်ပါရှိုးတမကျော်ဟာအေးဦးကမ်းမှာခက်တီတီထိုင်းနေလေတယ်ခဏကြာတော့မောင်ကြပန်းပြန်ရောက်လာတယ်ဟာစောစောကဘုံကြီးငါ့အိမ်မော်ရောက်နေပါလားဟဲ့ရှင်မနင်ကဘာလို့ငိုနေရတာတုံးအဲအဲ့ဒီအင်းရှင်မထိုင်းနေတဲ့ဘုံကြီးကပါရိုက်ပြီးငါ့ကိုစွန်းကက်ဆိုလို့ကတ်နေတာပါ မောင်ကြပန်းဟာဒေါသထွက်ပြီးအင်ရှီကန်းထော့ကရှင်ဦးတမကျော်ကို ရန်တွေးလီတော့တယ်။ဟင်ဖုံးကြီးကျုံမိမကိုပ้ายရိုက်ဆုံးခဲ့ခံရတယ်လို့အဲ့ဒါကောင်းသလား။ဒီမတက်ကတကားပဲပြောခဲ့တယ်လေ။ဒီအင်းဝမှာဘယ်အင်းဖြစ်ဖြစ်တက်ပြီးအင်ရှီမကိုပ้ายရိုက်ပြီးဆုံးခဲ့ခံရင်ရတယ်ဆို။ဒါကြောင့်တကားရဲ့စကားအတိုင်းတကားအိမ်မော်တက်ပြီးအင်ရှီမိမကိုပ้ายရိုက်ပြီးဆုံးခဲ့ခံရတာပဲ။ဟာလူတကာပေါ်နှုတ်ရွေးကြွယ်စွာအနိုင်ယူခဲ့တဲ့မောင်ကြပန်းဟာခုတော့သူစကားနဲ့သူထီသွားပါပြီ။ မယားကိုမဲလီတော့တယ်ဟဲ့ကောင်မနင်းလေးကိုမြန်မြန်ချက်ကျွေးလိုက်စမ်းရှုံးတမကျော်လဲချက်ပြုတ်ပြီးဆွန်းကက်လာတဲ့ဆွန်းကိုအေးချစ်စွာစုံမုံပြီးတဲ့နောက်ကဲတကယ်မတကယ်မရဲ့ယောက်ျားကနင်းလေးဆိုပြီးကျုံးနေပေးစားလိုက်ပြီးလာကျုံးတော့လိုက်ခဲ့ပြီတော့ဟာကြည်စမ်းကြည်စမ်းလှုပ်ပြန်ပြီးမောင်ကြပန်းဟာအကြီးအကျယ်မကြည်မနှက်ဖြစ်ပြီးသာသနာပိုင်ဆရာတော်တွေကိုတိုင်တန်းပေမဲ့မောင်ကြပန်းမဲရှုံးနေရလေတယ်လူရောရဟန်ရောတန်ခါပါမရှောင်းမောင်မာစွာပြောဆိုနိုင်ယူခဲ့ပြီးမာနထောက်လွှမ်းနေတဲ့သူမောင်ကြပန်းကို ဆုံးမလို့လို့အခုလို့ပြည့်ရတာပါဗျာ။မောင်ကြပန်းလဲကြီးစွာ နောင်တရသွားတော့တယ်။ငါမားပြီ။မားပြီ။အခုမှတော့မောင်ကြပန်းဟာသူ့ထက်ဉာဏ်ပညာပုံမှုကြီးမားလေတဲ့ရှုံးတမကျော်ရဲ့ချင်းရင်မှာဝေဆင်းခဲ့ရလိမ့်ပြီ။တပည့်တော်မားပါတယ်။တပည့်တော်ကို ခွင့်လို့ပေးပါဗျာ။နောင်ကိုပညာဉာဏ်အားကိုးနဲ့ထောင်လောင်းမာနာမပြုတ်တော့ပါဘူးဗျာ။အေးတာဒုတာဒုတာဒုပါ။